ဲ့တော့စနေသားသမီးတွေအတွက်ကြာလာတဲ့နမိတ်ကဆိုရင်တော့သူတွဲလောင်းဆွဲခံရသူဆိုတဲ့နမိတ်ဖြစ်ပါတယ်လူတယောက်ကိုတန်လန့်ဖြစ်တာပေါ့နော်အလိုကိုင်းတဲ့ကြံသီးလေးစိတ်ကူးလေးတွေတို့လိုတန်လန့်ဖြစ်တာသူ့ရဲ့နမိတ်ကဘာနမိတ်လဲဆိုတော့သူ့ရဲ့နမိတ်ကစောင်းကိုင်းရတာပေါ့စိတ်ရှည်ရှည်နဲ့စောင်းကိုင်းပေးရတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်လုံးဝမဖြစ်တာလည်းမဟုတ်ဘူးမအောင်မြင်တာလည်းမဟုတ်ဘူးလုံးဝပျက်စီးသွားတာလည်းမဟုတ်ဘူးဒါပေမဲ့နည်းနည်းလေးထင့်ငေါ်နေတာကြံ့ကြလာတဲ့မျိုးလေးတွေကိုစိတ်ရှည်ရှည်လေးနဲ့ ွာဇွဲလုံးလာဝရိယနဲ့ကြိုးစားအထုတ်မှဆိုရင်ဧကမုတ်ချက်တထုံးပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါပြီးတော့စနေသားသမီးတွေအတွက်တပတ်တာကာလအလုံးပြင်းစီးပွားရေးတွေလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ရင်အကြံဉာဏ်ပေးချင်တာတော့စိတ်ဆီလက်ရှိစောင့်ဆိုင်းမှာ နောက်တစ်ခုက focus focus ထားတဲ့အရာကိုလုံးဝအာအဲ့ဒါကိုတခုပဲအာယုံဆိုင်ပြီးတော့ကြိုးစားအထုတ်ပါလို့ပဲအကြံဉာဏ်ပေးချင်တယ်။အကွာလှုပ်လျှောက်တယ်ဒီလိုကိုရကြတယ်လို့လှုပ်လျှောက်တယ်ရမှာမရလားဆိုရင်တေချာပေါက်ရတတ်တာပေါ့နော်။ ဒါပေမဲ့ကိုဘကလိုရတာဟိုမှာမျောလင့်တာတာတွေနည်းနည်းလေးစောင့်နှိုင်းပြီးတော့မှရသွားတာမျိုးဖြစ်တတ်တာပေါ့။နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကိုကစီစဉ်နေတယ်စောင့်နှိုင်းနေတယ်စူးစမ်းအထုတ်နေတယ်ရနိုင်မရနိုင်ဆိုရင် ရနိုင်ပါတယ်။ဒါပေမဲ့ကိုမျောလင့်တာတာတွေအခြေအနေတွေနည်းနည်းလေးပို့ပြီးတော့ကြာသွားတာမျိုးတွေကြုံရတတ်တာ။ဒါမလို့ဒီကလမှာကျွန်တော်စနေသားသမီးတွေအတွက်စိတ်ချလက်ရှိနဲ့စူးစမ်းအထုတ်ပါလို့ပဲတန်တန်ပြင်ပါလား။ အာစီဝိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေရောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေနောက်လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စနောက်တစ်ခါခရီးနဲ့ပတ်သက်တဲ့ကိစ္စအားလုံးအားလုံးပေါ့နော်တမနာပေါင်းလုံးပေါ့စနေသားသမီးတွေလှုပ်ဆောင်နေတဲ့အလုပ်ကိစ္စအကြံဒီစိတ်ကွေးရည်ရချက်ကြီးမှန်းချက်တွေမှာအနှဲငယ်နှောင့်နှေးကြံ့ကြာပြီးတော့မှ အောင်မြင်ချက်ထွန်းသွားတတ်ပါတယ်မအောင်မြင်တာမဟုတ်ဘူးနော်ဒီတပတ်အောင်မြင်မှာမရဘူးမဟုတ်ဘူးဒီတပတ်ရမဖြစ်ဘူးမဟုတ်ဘူးဒီတပတ်ဖြစ်မှာအနှဲငယ် ဆောင်းဆိုင်ပေးရလာလို့လည်းဖြစ်တယ်ဒါကြောင့်မလို့စိတ်ချဖို့ရည်ကြည်တယ်ဘာလို့ဆောင်းဆိုင်ရတဲ့ကာလတွေမှာမဖြစ်တော့ဘူးလားမသိဘူးဆိုပြီးတော့လမ်းကြောင်းနောက်တစ်ခုကိုထပ်ပြီးတော့မပြောင်းနဲ့ဒီလောက်ကိုရှောက်တော့ရမရဘူးတော့ဘူးလားမသိဘူးဆိုပြီးနောက်တဲ့အလုပ်ကိုပြောင်းရှောက်နောက်တဲ့အလုပ်မှလည်းနည်းနည်းလေးထပ်ဆောင်အစားအရည်ကမရတော့ဘူးတင်တယ်လို့ထပ်ရွှေ့ကြောင်းကြောင်းပြောင်းကြောင်းနဲ့ပိုးတာကောမောင်ပုံဆောင်းမတက်တဲ့ကဲတို့ဖြစ်တတ်ပါတယ်ဒါကြောင့်စနေသားသမီးတွေလက်ရှိ ်လုံနေတဲ့အလုပ်ပေါ့နော်လက်ရှိဆောက်လန်းနေတဲ့လမ်းကြောင်းတွေကနေပြီးတော့တွေးဖီမသွားဖို့ပဲရေးကြည့်ပါတယ်အလုပ်ဆောက်ရင်လည်းဒေတာလေးဆောက်ပါဟွန်းဓာတုတို့ကိစ္စတွေနှောင့်နေပြီးတော့မှဒိုးတက်တယ်အလုပ်ပြောင်းခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအနည်းငယ်နှောင့်နေကြံ့ကြပြီးတော့မှဖြစ်ထွန်းအောင်မြင်မှုရသွားတာမျိုးတွေဖြစ်တတ်ပါတယ်နောက်အဓိကတော့အဲငွေကြေးနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေမှာစနေသားမိတွေတွေအနည်းငယ်စိတ်မောလူငောဖြစ်ရတတ်တယ်စိတ်ညစ်စရာလေးတွေကြုံရတတ်တယ် ။အာဆွေမျိုးသားချင်းတွေရဲ့အကူအညီကတော့သူလူကြကြသူတည်ဝါဝါရနိုင်တဲ့ခံစားတာမျိုးရှိပါ။ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းလာပြီးတော့စိတ်ပျော်ရွှင်ရတတ်တယ်။ဆွေမျိုးသားချင်းတွေနဲ့အဆက်အသွယ်တွေရတတ်တယ်၊ပတင်းကောင်းတွေကြားတတ်တယ်။အကြံဉာဏ်ကောင်းတွေလည်းကြားတတ်တယ်။ဆွေမျိုးသားချင်းတွေနဲ့ပူးတွေပေါင်းသက်ပြီးလှုပ်ဆောင်တဲ့ရောင်းရွေးဝယ်တာကိစ္စတွေမှာအကျိုးအမြတ်ဖြစ်ထွန်းတတ်ပါတယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာတော့နည်းငယ်စိတ်ညစ်ရတတ်တော့ဗောနော်။လူမှုရေးကိုအကြောင်းပြုတော့စိတ်ညစ်ရတတ်တယ်။ အဲ့တော့မမျော်လင့်မတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းကဏ္ဍတွေလူမျိုးရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေကိုလိုလိုနေနဲ့စိတ်ကုံသွားတာ။နောက်ညှင်းငွေသွားတာ။တက်တက်တယ်။လူတွေကိုစိတ်ကုံသွားတာပေါ့။လူတွေကိုစိတ်ကုံပြီးတော့လူတွေကိုကြောက်ခိုင်းသွားတာမျိုးတွေတက်တက်။အဲ့တော့ဒါလူမျိုးရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာနည်းနည်းလေးဟိုအကဲကဲလေးတွေကြုံရတတ်တယ်ပေါ့။နောက်တစ်ခုကကျမ်းမာရေးပေါ့။ကျမ်းမာရေးကတော့တခြားဆိုးကွေးကအញ្ញံခိုက်တွေ၊ကြီးကြီးမားမားအញ្ញံခိုက်တွေတော့မရှိပါဘူး။ ဒါမဲ့အရင်အန်ရရဲ့လေးတွေတော့လည်းပဋိထားတင်တယ်ပေါ့နော်။သွားရင် line နဲ့ memberlement နဲ့အသက်အန်ရရဲ့တော့လုံးဝမရှိဘူး။ memberlement နဲ့ကားတွေ၊ cycle တွေ၊စပိန်တွေ၊ယင်းရထားလို့ခေါ်တာပေါ့။အဲ့ဒီຢာလေးနဲ့ပို့ပို့တိုင်းမီတာမျိုးလေးတွေကျောင်းအပ်တတ်တယ်။အဲ့ဒါလေးတော့လည်းပဋိထားတင်ပါလား။အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့အဋ္ဌထံလေးတွေဝင်ကျင်တတ်တယ်ဝင်နိုင်ပူကောင်းပါအဲ့တော့စနေသားသမီးတွေအတွက်အကြံဉာဏ်ပေးတင်တာတော့ဘာသာရေးကဏ္ဍဖရာတရားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသူတိကျကြ အကျိုးပေးတတ်တာပေါ့နော်အောင်မြင်တတ်တယ်အဲ့တော့အတိတ်တန်တွေပါလေဝင်သိနေဝင်လို့ချင်းလဲကောင်းပါနောက်တစ်ခုကချင်းအိမ်တော်နဲ့ပတ်သက်ရင်တော့ The Star တဲ့ Star ဆိုတာထွန်းလင်းတောက်ပါတဲ့နမိတ်ပါအဲ့တော့မျက်နှာပွင့်လန်းခြင်းကန်နမာပွင့်လန်းခြင်းလူချစ်လူခင်များခြင်းတွေကြုံမယ်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကန်တာတွေကောင်းမယ်အချင်းအိမ်နဲ့ပတ်သက်တဲ့ကန်တာတွေကောင်းအဲ့တော့အားလုံးအဆုံးအသုံးသတ်ရမယ်ဆိုရင်လုပ်ရင်ကောင်းမလားမကောင်းလားလုတ်တင်လားမလုတ်တင်လားဆိုရင်လုတ်တင်ပါ အနှဲငယ်ဆောင်းဆိုင်ပြီးတော့မှအနှဲငယ်ထင်းခွာကြံ့ကြပြီးတော့မှအောင်မြင်နိုင်တဲ့ကြံတာမျိုးဖြစ်ထွန်းဖြစ်တတ်တဲ့အတွက်စလီလာသမီးတွေကစိတ်ကြည်လက်ရှိကြိုးစားအထောက်အထင်လို့အကြံဉာဏ်ပေးတင်ပါတယ်စလီလာသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာကတော့အဝါရောင်နဲ့အနှဲရောင်နဲ့ကောင်းပါတယ်ကီလိုရာတွေကံနဲ့မဲ့လူတွေဝါသနာပါတဲ့စနေသားသမီးတွေဆိုရင်နာစာ9စောခုနဲ့စာ9စုံစားတဲ့နံပါတ်တွေဆက်ပြီးတော့ထူပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို노ထမင်းကတ်လူပူဇော်ပြီးတော့စုတော်မှာကိုယ့်ရဲ့ကံတရာကံတမာတွေပွင့်နှမ်းပြီးတော့ ကောင်းကျိုးလိုရာဆန္ဒတွေရရှိတယ်မှာဖြစ်ပါတယ်။စနေသားသမီးကျောင်းရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒတလုံးတော့ပါတယ်ရရှိစီပါစေ။ချမ်းသာအောင်လို့ဆောင်းနှင်းကြောက်ကြပါစေလို့ဒီရောမင်္ဂလာချမ်းရဲ့ဂမုံးဒိတ်တန်အောင်မြေရနေအားလုံးကိုအလေးနဲ့ဆုတောင်းမြတ်တာပို့တတ်လိုက်ပါတယ်။